။ဟိုးရှိရှိတော့ကမိသားစုလေးတစ်ခုရှိတဲ့။အကိုရတဲ့အဖေညဉ့်ညက်စိတ်ထားပါရှင်အမေနဲ့မော်ပညာရည်နဲ့တူမူခလာတဲ့ဆုလက်လေးဖြစ်တဲ့အမီလေးဆလင်နာရဲ့ပေါ့။ဒါပေမဲ့ပုံမြင်လေးကအမောင်ပချမ်းစီကိုဥတီသွားခဲ့ပါတယ်။အမေလေးသူကယောဂကြံဆုံးသွားတဲ့အချိန်မှာအဖေလို့သူကနောက်အိမ်အောင်ပြုတ်လိုက်ပါတော့တယ်။ပြီးတော့မကြာခဏလေးဆလင်နာလေးကိုလမ်းပေါ်လှမ်းပြမယ်လို့ချိန်မောင်းပါတယ်။ဆလင်နာရဲ့မိရင်းမှာ အလိုလိုက်ခံရတဲ့သမီးနှစ်ယောက်ပါလာပါတယ်။အဲ့ဒီမီရင်းရဲ့သူသမီးနှစ်ယောက်ကရန်ဆိုင်ပြီးဆလီညာကိုလည်းအမျက်နှံကျင်ပါတယ်။ဆလီညာကိုသူခန်းထဲကနေနှင်ထုတ်ပြီးအမြဲတမ်းဦးမဲတွေပေးနေတဲ့မိဖို့ကြောင့်မှပဲအိတ်ခိုင်းခဲ့ပါတယ်။ပြီးတော့ဆလီညာကိုဦးမဲမလေးလို့ခေါ်ကြပါတော့တယ်။ဆလီညာလေးကသူ့ကိုယ်သူစိတ်တရားရစေဖို့အတွက်သူ့အမေပေးခဲ့တဲ့မော်ဖန်လုံးလေးကိုထုတ်ပြီးတော့ငါရဲ့အစွမ်းတွေကိုမသုံးပါဘူး။ဘာလို့လဲဆိုတော့အမေပြောခဲ့လို့ အဲ့လိုထခါထခါပြောနေခဲ့ပါတယ်ဒီလိုနဲ့ပဲတနေ့မှာသူ့တိုင်းပြည်ကမင်းသားလေးကသူ့အတွက်သူ့သမီးရှာဖို့တိုင်းပြည်အတွင်းမှာကြီးညာမောင်းခတ်ခဲ့ပါတယ်နန်းတော်ရမှာရဲနဲ့ချီကပွဲပြီးကျင်းပပြီးတော့တိုင်းပြည်တွေကမင်းသားလေးနဲ့လိုက်ဖက်မယ်လို့ယူဆတဲ့မဲမဲပြူတိုင်းဟာပါရောက်ခဲ့ကြပါတယ်ဒါပေမဲ့ဆရိညာလေးကပွဲကိုတွားရမယ့်နေ့မှာတော့သူ့ရဲ့မိရင်းနဲ့သူ့သမီးတွေကသူ့ကိုမိဖို့ကန်းထဲမှာချုံနောက်ထားခဲ့ပါတယ် ဆလင်ညာရဲ့ဆက်ပြင်းပြမှုတွေကြောင့်မော်ဖန်လုံးကအသက်ဝင်လာခဲ့ပါတယ်။အားလုံးယဉ်ကျေးနေတဲ့မော်ဖန်ဖေုံသီးနဲ့ဖန်ဖန်နယ်လေးတစုံပေါ်ပေါက်လာခဲ့ပြီးတော့ဆလင်ညာကိုကာဝဲစီကိုလှွက်စွာခေါ်သွားပါတော့တယ်။ပထမနဲ့ဒုတိယညတွေမှာဆလင်ညာလေးကအိမ်မက်ထဲမှာနေနေရတယ်လို့ပါပဲ။မင်းသားလေးနဲ့လည်းပုံမြင်လေးတွေအတိုင်းကခဲ့ရပါတယ်။ဒါပေမဲ့ဒီအချိန်မှာလှည့်ကွက်ကဆလာခဲ့ပါပြီ။တတိယမြောက်နေ့မှာ မင်းသားလေးကသူ့မရဲ့လက်ကိုကင်ပြီးတော့သူကသာမင်းသားလေးရွေးချယ်လိုက်တဲ့သူတို့ဒီမိဖြစ်ကြောင်းကြီးညာလိုက်ပါတော့တယ်။ဒါရီအားလုံးဟာရဆက်တဲ့ကစားပွဲတစ်ခုနဲ့ကောင်မလေးတယောက်ရဲ့ယူသားတဲ့အတဲနှလုံးကိုအောင်မြင်မှုဖြစ်တာယူသွားတဲ့မင်းသားလေးဆိုတာလဲပြီးတော့ဘာမှမပို့ခဲ့ပါချစ်ရှင်းလားချစ်ရှင်းကြရဆိုတာမျိုးမရှိဘူးသူ့ရဲ့ယူသားမှုချင်နာမှုလှပမှုတွေဟာသူ့အတွက်အဟံသားတစ်ခုဖြစ်လာပါတယ် သူဘေးကခနဲ့တဲ့စကားသံတွေနဲ့အပိအမျှလုတ်တဲ့အတန်တွေရှားမှာဆလီညာလေးမြမြုပ်နေခဲ့ပါတယ်။အဲဒီချိန်မှာသူနှလုံးသားထဲကပေါင်မဲတဲ့အရာတစ်ခုထွက်ပေါ်လာပြီးဆုံးမတရားအတွင်သူပြောင်းလဲသွားပါတော့တယ်။စရိညာကလက်ကလေးတွေပေါ်တလှမ်းချင်းတက်လာခဲ့ပါတယ်။သူ့ရဲ့မှော့ပညာတွေလိုင်းနေလို့ခြေပြန့်လာခဲ့ပြီးတော့ ဆယ်လီညောက်ကို ဖုံးလွှမ်းသွားပါတော့တယ်။အခုသူကစင်တာရဲ့ဆုံးမဖြစ်သွားခဲ့ပြီးတစ်ဆက်ထဲမှာပဲလူရင်းဆန္ဒတွေအားနည်းရက်တွေအကူအညီမဲ့မှုတွေနဲ့ကောင်မလေးတယောက်ဟာဘောင်ကျွမ်းသွားခဲ့ပါပြီ။သူ့ရဲ့မှော်ပညာတွေကအခန်းထဲကထောင်းတနေရမချန်စီရောက်ရှိသွားပြီးသူ့ရှိမှာပဲအကုန်လုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဆလီညာရဲ့လက်တရှိအဝိမှာပဲရဲတဲ့ကြီးတစ်ခုလုံးမီးရောက်တွေနဲ့ဖုံးလွှမ်းသွားပြီးတော့ဂုံတီရှိလူကြီးမင်းများလည်း ကြောက်လန့်တရားထပ်ပြေးကုန်ပါတော့တယ်။ဒါပေမဲ့အဲ့လိုပြေးတာက သူတို့ကိုဖန်ကြားရုပ်တွေအဖြစ်အတွင်ပြောင်းခံလိုက်ရခြင်းကနေမကယ်တင်နိုင်ခဲ့ပါဘူး။ဆလီညာက အရာအလုံးနဲ့လူအလုံးကိုဖန်ရုပ်ထုတွေအဖြစ်ပြောင်းလဲပြစ်လိုက်ပါတော့တယ်။